မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ14ရက်နေ့နေ့လယ်ခင်းတင်ဆက်များကိုအစီအစဉ်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတင်နေနေ6ကက်နေသည့်နေပြည်တော်လမ်းလျှောက်တဲ့ကျန်းတဲ့လူစီကားစေရင်ငလင်တန်တဲ့အနန်းစီရံဝန်ထမ်းနဲ့မိသားစုများကိုတွမ်းရောက်လဲပန်ရန်ဌာနဆိုင်ရာများကဖိအားပေးနေဆိုတဲ့တင်ပဲဖြစ်ပါရရှင်။လေပတ်သူမရှိဘဲ6ကန်နေသည့်နေပြည်တော်လမ်းလျှောက်တဲ့ကျန်းတွင်လူစီကားစီရဲ့အတွက်တွားရောက်လဲပယံငလင်တန်တဲ့နန်းစီရံဝန်ထမ်းနဲ့မိသားစုများကို ဌာနဆိုင်ရာများကဖိအားပေးနေကြောင်းနေပြည်တော်မှဝန်ထမ်းမိသားစုဝင်တချို့ကပြောဆိုသည်ရမန်နေဧပြီလ23ရက်နေ့မွန်လယ်ပိုင်းနဲ့နေပြည်တော်လမ်းလျှောက်တကြံကိုစတင်ဖွင့်လှစ်ခဲ့ပြီးအကြံဖက်ဆက်ကဆောင်းမေအောင်လိုင်းနဲ့စစ်ဘူချုံများလာရောက်လဲပတ်ခဲ့ကြောင်းရင်းနောက်နန်းစီရီယံဝန်ထမ်းများနဲ့မိသားစုဝင်များကိုလည်းနေပြည်တော်လမ်းလျှောက်တကြံသို့တွားရောက်လဲပတ်ရန်ဌာနဆိုင်ရာအကြီးအကဲများကဖိအားပေးနေကြောင်းသိရှိရသည် ဘဲမမတော်ရင်တော့နေပြီးတော့လမ်းလျှောက်တဲ့ကြံကိုသွားဖို့ပြောတယ်။ကလေးတွေလူငယ်တွေရောမိသားစုလိုက်အတော်ပြန်ကားစီစဉ်ပေးမယ်။တကြံတရက်တော့သွားရမယ်လို့ပြောတယ်။ဌာနလိုက်မိသားစုဝင်အလို့တရက်စီတော့အလဲကျပို့ပေးမယ်လို့ပြောတယ်။ငလင်ကြောင့်တဲနေတော်နေနေရတာကိုလမ်းလျှောက်တဲ့ကြံထပ်သွားခိုင်းတာကအတော်အဆင်မပြေပါဘူးဟုယာယီတဲဖြင့်နေထိုင်နေရတဲ့နေပြီးတော့မှနန်းစီတန်ဝန်ထမ်းတို့ကဆိုသည် ယမန်နေ့တကြံအကျိုးနေနဲ့ယနေ့တကြံအကြနေတွင်လည်းနေပြည်တော်လမ်းလျှောက်တကြံတွင်ပြင်ပမှလာရောက်သူမရှိပဲဝန်ထမ်းများနဲ့အတင်းအကျပ်လာရောက်ခိုင်းခံရသည့်ဝန်ထမ်းမိသားစုများနေပြည်တော်ပတ်ဝန်းကျင်ကြေးရွာများမှပြည်သူတို့ဆုလာရောက်ကြကြောင်းစေကားမှုမရှိပဲ၆ကန်နေကြောင်းသိရှိရသည်ထို့ပြင်စေကောင်းစေကနေပြည်တော်စေယုံနှင့်ဝန်ကြီးဌာနများလိုက်ဌာနတွင်တကြံပွဲများကိုလည်းပြုလုပ်ခိုင်းနေပြီးစတူဒီသားဖြင့်မုံလုံးရေပေါ်ရွှေရင်အိမ်မုတ်လက်ဆောင်တကြံထမင်းတို့ကိုတရက်စီအလဲကျလာရောက်လှူအပ်ပေးချက်ပြုတ်ခိုင်းနေကြောင်းလည်းသိရှိရသည် အရင်ဆိုရင်တော့ပြောပါရဲဒီနေ့ကနေစရာလဲပြောက်ကိုမိတ်ဆွေတို့ချို့လဲဆုံရှုံနေရတော့ဘာမှအတိတ်ပဲရှိမနေဘူးဟုဇေယံသီရီမြို့နဲ့တမရော်ကြီးရေလီမိသားစုတကြံပွဲသူအတင်းချက်တက်ရောက်ရန်ဖိအားပေးခံခဲ့ရသူစစ်အင်ဂျင်နီယာတမအင်ဂျင်နီယာတက်ချက်ကြီးတို့ကဆိုသည် ဆက်လက်ပြီးအာဆီယံနဲ့မြန်မာစစ်ကောင်စားဘန်ကောက်မှာတွေ့မိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဆီယံဖွဲ့သည်ယခုသတင်းပတ်တွင်ထိုင်းနိုင်ငံ၌မြန်မာစစ်ကောင်စားဗိုလ်ချုပ်မူချင်းမင်းအွန်လိုင်းနှင့်ရှရှပပတွေ့ဆုံမည်ဖြစ်ပြီးပြည်ရင်းစစ်နှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်းမလေးရှားသတင်းဌာန News Straits Times မှရေးသားသည်။ ာဆီယံနိုင်ငံတွေရဲ့ကောင်ဆောင်တွေဟာမြန်မာနိုင်ငံကဗိုလ်ချုပ်မှုကြီးမြန်လိုင်းနဲ့ပထမဆုံးချိန်တွေ့ဆုံမှာဖြစ်ပါတယ်ဟုမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောဆိုသည်ဒီပူပေါင်းဆောင်ရွက်မှုဟာသူတို့ရင်ဆိုင်နေရတဲ့ပြင်းထန်တဲ့ငလင်ဘေးဒဏ်ကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်တွေပေါ်အခြေခံထားပါတယ်ဟုယနေ့ဗန်နိုင်းဝန်ကြီးဌာနလဆင့်အစည်းအဝေးတွင်ပြောကြားခဲ့သည်အန်ဝါသည်မလေးရှားဗန်နိုင်းဝန်ကြီးတောင်းကိုလည်းပူတွဲတောင်းယူထားသည်သို့သောရင်တွေ့ဆုံပွဲနှင့်ပတ်သက်သည့်အချိန်စရာအသေးစိတ်ကိုမှသတင်းကမရေးပေဗိုလ်ချုပ်မှုကြီးမြန် ရောင်းလိုက်တဲ့အာဆီယံနဲ့သဘောတူညီကြတဲ့ငြိမ်းချမ်းအစီအစဉ်ကိုဖြည့်ဆည်းရမစွမ်းဆောင်နိုင်ခြင်းကြောင့်အာဆီယံဒေသစည်းဝေးတို့တက်ရောက်ခွင့်ပိတ်ပင်ခံထားရသည်။ထို့သောလက်ရှိအလဲကျဥက္ကဋ္ဌမလေးရှားကအာဆီယံအနေဖြင့်ငလင်တန်ကူညီရေးစစ်ကောင်စီနဲ့တိုက်ရိုက်ဆက်ဆံပြောဆိုလာပြီးမလေးရှားနဲ့ထိုင်းနိုင်ငံကြားရေးဝန်ကြီးများနေပြည်တော်သို့ဧပြီလ10ရက်နေ့ကအတူတကွသွားခဲ့ကြသည်။ထို့ပြင်ယခုဧပြီလအစောပိုင်းကဘန်ကောက်တွင်ကျင်းပသည့်ဘင်စတာဒေသစည်းဝေးတို့မြန်မာစစ်ကောင်စီကိုထိုင်းကဖိတ်ကြားခဲ့သည်။ထိုခီစဉ်တွင်ဘင်စတာကောင်စီများအပြင်မင်းအောင်လှိုင် အာဆီယံအသင်းလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အင်နဝါအီဘရာဟင်နဲ့မြန်မာနိုင်ငံဆိုင်ရာအကြံပေးထိုင်းဝန်ကြီးချုပ်အောင်သက်ဆင်ရှင်နာဝက်ထရာနဲ့တွေ့ဆုံခဲ့သည်တဆင်ကမြန်မာတော်လှန်ရေးလှုပ်ရှားမှုနဲ့ငြိမ်းချမ်းဆွေးနွေးရန်မင်းအောင်လှိုင်ကိုအကြံပေးခဲ့ကြောင်းဆိုသည်ဆက်ကောင်စီနှင့်တိုက်ရိုက်ဆက်ဆံခြင်းကမြန်မာပြည်တွင်ငြိမ်းချမ်းလမ်းစာကိုရှာဖွေရန်ဖြစ်ပြီးထိုင်းနိုင်ငံသည်ဆက်ကောင်စီနှင့်တော်လှန်အင်အားစုများအကြားဂျာဝင်ဖြန့်ဖြေးပြီးသို့ဖြစ်လှုပ်ဆောင်ရန်အသိရှိကြောင်းလည်းတဆင်ကဆိုသည် ရခုတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရေစကြိုမြို့ပေါ်ရှိစကားစတပ်သားများအလဲဝင်ရောက်တိုက်ခိုက်စကားစတပ်သားတူဦးသိနှစ်ဦးတန်ရရဆွေးနွေးတဲ့ကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။ရေစကြိုမြို့အမှတ်ရှိဒုက္ခဝရီရက်ွက်ကတ်ကျော်ဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုအနည်းငယ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့မြင်းချင်ဘလက်တိုက်က MPD တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ12ရက်ည9နာရီခွဲလောက်မှာစစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးအဆိုပါတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားတို့သေဆုံးပြီးနှုတ်ဦးထံရရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုပြီးလို့ပြန်လည်ဆုတ်ခွာလာတဲ့ MD တပ်ဖွဲ့မှရဲဘော်တွေကိုစကားစားမှပိတ်ဆို့ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့်တနိုင်းနေပါတိုက်ပွဲချင်းကြာမြင့်ခဲ့ပြီးအထူးကံရှိအောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါဗျ။မြင်းချံဘလက်တိုက်ကတပ်ဖွဲ့ကအညာမြေမှာသာမကတိုင်းရင်းသားဒေသတွေမှာပါတိုက်ပွဲဝင်နေတဲ့တော်လိုင်းတပ်ဖွဲ့တခုဖြစ်ပြီးဧပြီလ9 ရန်တွေကတိမ့်ပိုင်ရရှိခဲ့တဲ့ဖလန်းမြို့သိမ်းတိုက်ပွဲမှာလည်းပါဝင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ဆက်လက်ပြီးအင်အားပြင်းငလင်တစ်ခုထပ်လာနိုင်သေးလားဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးပါမယ်ရှင်။လက်ရှိလောက်ခတ်သွားတဲ့သခိုင်းငလင်ဟာရှေးပြေးငလင်ဖြစ်နိုင်ပြီးပုံမှန်အားဖြင့်တဲ့ငလင်တွေထပ်လာနိုင်နေဆိုတဲ့ခံမှန်းချက်ဟာအင်မတန်မှမှားယွင်းနေလို့မြန်မာနိုင်ငံငလင်ပညာရှင်များအသင်းရဲ့ဒုဥက္ကဋ္ဌဟောင်းဖြစ်သူငလင်ပညာရှင်ဒေါက်တာမျိုးတန်က DNA ကိုပြောပါရယ်။ဒါနဲ့ပတ်သက်လို့ဒေါက်တာမျိုးတန်ကဒီခံမှန်းချက်ကိုမဟုတ်ဘူးလို့ပြောကြမှာရယ်။အခုငလင်ကအထက်ငလင်ပဲဖြစ်တဲ့ဒါကိုပြည်သူတွေအနေနဲ့တန်လျာဖြစ်စရာမရှိပါဘူး။ဒါကရှေးပြေးငလင်ဖြစ် တယ်ဆိုတာလုံးဝမဟုတ်ဘူးဒါကတေချာပေါက်ပြောလို့ရတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ match လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလင်နောက်ဆက်တွဲဖြင့်ဇက်တိုက်လှုပ်နေတဲ့ငလင်တွေဟာပြင်းအားအရအနေသွားလိုက်များလာလိုက်စိတ်လိုက်ကျဲလိုက်နဲ့လှုပ်ခတ်နေတာမျိုးနောက်ထပ်ငလင်အကြီးကြီးလာနိုင်နေဆိုတဲ့ခံမှန်းချက်တွေဟာလက်တလုံးလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့နေပါတယ်ဒီကမန်ချပိုးရဲ့အစစကဲဆိုတာငလင်ရဲ့အခုအချိန်နေရဆိုရင်ဒီတိုင်းတကယ်ဖြစ်နေပြီဆိုတဲ့ကောင်းစင်ဖြစ်ပြီးလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအချိန်နဲ့ပြန့်နှံ့နေပါတယ် နောက်ဆက်တွဲငလင်တွေကလာနေမယ်ပြီးတော့ကြာမှာပဲဖြစ်တယ်ကျွန်တော်တို့2030နဲ့တပိတ်ချင်းငလင်ကြာမှာပဲ6တသမ8နဲ့လှုပ်သွားတာညင်ဖို့နှစ်ချီပြီးကြာတယ်အခုငလင်က9တသမ9ဖြစ်တယ်ဆိုတော့သူလည်းနှစ်ချီပြီးကြာလိမ့်မယ်လို့ဒေါက်တာမျိုးတန်းကခန့်မှန်းထားပါတယ်မူရင်းရင်းသားသူဘယ်သူမှမသိရတဲ့ဒီပိုစာဧပြီလ6ရက်နေ့ကစလို့ဒီကနေ့အချိန်ထိပြန်လည်ပြန်ဝေသူပေါင်းတောင်းနဲ့ချီရှိလာနေတဲ့အထိပြန်နေနေတာဖြစ်ပြီး မြန်ဝေကြသူအများစုဟာလည်းစိုးရင်ထိန်လန့်မှုတွေရှိနေကြပါတယ်။ဒီခမန်းချက်ပြန့်နှံ့မှုတွေအပါအဝင်ငလင်လောက်ခတ်မှုကိုလက်ရှိချိန်ထိကြုံတွေ့နေရတဲ့ဒေတာတွေဟာဒီထက်ပြင်းတဲ့ငလင်လာနိုင်မလားဆိုတာကိုစိုးရင်ကြောင်းချမှုတွေရှိလာနေကြပါတယ်။ ကျမတို့မယ်ခုထိတောင်အိပ်ပျော်အောင်မအေးရတဲ့အချိန်တွေမှာဒီလို post တွေကပို့ပြီးထိတ်လန့်စေတယ်တခါတခါတေးသွားလဲအေးတာပဲဟဲ့လို့တွေးမိတဲ့အထီးပဲလို့ငလင်ကြောင့်အိမ်ပြိုသွားတဲ့မန္တလေးမြို့ကန်ဖြစ်သူမယ်ရှင်မလွင်ကဆိုပါရယ်ဒါကြောင့် DNA ကဒေါက်တာမြို့သားနဲ့ဆက်သွယ်မေးမြန်းခဲ့ပြီးဒီဆက်သွယ်မေးမြန်းမှုထဲမှာဘာကြောင့်ဒီလိုမျိုးပုံမှန်မဟုတ်တဲ့နောက်ဆက်တွဲငလင်တွေလှုံနေတာလဲဒီထက်ပြင်းတဲ့ငလင်တွေရှိလာနိုင်သေးလားဆူနာမီဖြစ်လာနိုင်တဲ့ငလင်တွေကိုဘယ်ဒေသတွေကဂရုစိုက်တင်တာလဲဆိုတဲ့မေးခွန်းတွေပါဝင်ပါရယ်ဒီမေးခွန်းတွေပေါ်ဒေါက်တာမြို့ သရင်ဖြေချမှုတွေကအရေးကြီးတဲ့အချက်အလက်တွေကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။နောက်ဆက်တွဲငလျင်တွေကဘာလို့အခုချိန်ထိမငြိမ်သေးတာလဲ။ နောက်ဆက်တဲ့ငလျင်တွေကလာနေမယ်ပြီးတော့ကြာမှာပဲဖြစ်တဲ့ကျွန်တော်တို့2010နှစ်တပေကျင်းငလျင်တောင်မှ6.8နဲ့လှုပ်သွားတာညှိမှုနှစ်ချီပြီးကြာတယ်အခုငလျင်က9.9ဖြစ်တယ်ဆိုတော့သူလည်းနှစ်ချီပြီးတော့ကြာလိမ့်မယ်နောက်ဆက်တဲ့ငလျင်ဆိုတာကတဖြည်းဖြည်းနဲ့ကျဲသွားမယ်ပြီးတော့မဂနီကျုနည်းသွားမယ်ပေါ့ရက်ဆက်စိတ်လှုပ်နေရကနေတဖြည်းဖြည်းကျဲသွားမယ်နောက်ဆုံးငြိမ်သက်သွားမယ်ပေါ့လေဒါကရေဘူးရပြောလို့ရတယ် အခုနောက်ဆက်တွဲငလင်တွေကအင်အားကနည်းလိုက်များလိုက်ဖြစ်နေတာကဘာကြောင့်လဲဒါကအန္တရာယ်ရှိနေတာလား သူကပြည့်ရွေအပိုင်းအသေးသေးမှာခုနကျွန်တော်ပြောလိုက်တဲ့1956စကိုင်းကလင်လှုပ်တဲ့စကိုင်း segment ဆိုတဲ့စကိုင်းအပိုင်းရှိတယ်။အဲဒီနောက်1839အင်းဝါကလင်လှုပ်ခဲ့တဲ့အပိုင်းမေးတီလာအပိုင်းဆိုတာရှိတယ်။ကျွန်တော်တို့ကအင်းဝါက segment ဆိုပြီးတော့သုံးသပ်တယ်ပေါ့နော်။နောက်တစ်ခါနေပြည်တော်အပိုင်းရှိတယ်။နောက်တစ်ခါစွာအပိုင်းနောက်တစ်ခါဖြူအပိုင်းထိတောင်ပြောလို့ရတယ်။ဆိုတော့စကိုင်း segment လို့ပြောရင်၄ပိုင်းလောက်ကိုသူဒီပြတ်သွားတာဖြစ်တယ်။အဲဒီအပိုင်းတွေမှာခုနကပြောခဲ့တဲ့ပြည့်ရွေတွေအားတွေကရုပ်ရော့သွားတယ်ပေါ့။ ဆိုတော့အဲ့ဒီနေရာတွေမှာနောက်ဆက်တဲ့ငလင်တွေကလှုပ်နေလိမ့်မယ်။တခါတရံမှာနောက်ဆက်တဲ့ငလင်ရဲ့နောက်ဆက်တဲ့ငလင်ဆိုတာမျိုးလည်းရှိတတ်တယ်။ဥပမာဆိုပါစို့9.8ရဲ့နောက်ဆက်တဲ့ငလင်နဲ့6.8ဆိုရင်ဒီ6.8ရဲ့နောက်ဆက်တွဲတွေကလည်းလာတတ်တယ်။ဆိုတော့ pattern တွေကပြည့်ရွေသွားတဲ့ဝိသေသလက္ခဏာတွေကြောင့်တခါတရံမှာပုံမှန်မဟုတ်တဲ့နောက်ဆက်တွဲငလျင်မျိုးတွေဖြစ်နိုင်တယ်။ဒီလိုတွေဖြစ်နေလို့မို့9.8ဟာ shaping ငလျင်ဆိုတာမျိုးကောက်ချက်ဆွဲလို့မရဘူး။လုံးဝမဖြစ်နိုင်ဘူး။ စကိုင်းငလင်ကြောင့်အခြားသောပြည့်ရွေတွေမှာပါငလင်တွေလှုပ်လာနိုင်ခြေရှိတယ်ဆိုတာကရောဖြစ်နိုင်လား စကိုင်းပြည်ရွေးကအရှေ့ကီလိုမီတာ1200လောက်ရှိတယ်။ဘဲကစလေဆိုရင် ကပလီပင်လယ်ကွေ့ပင်လယ်တွေကပေါ့နော်။အဲဒီကနေစတယ်။သူကဖြာထွက်ပြီးတော့မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်သွားတယ်ပေါ့နော်။မြောက်ဘက်ကကချင်ပြည်နယ်ထိရောက်သွားတယ်။ကချင်ပြည်နယ်ဘက်ရောက်တဲ့အခါမှာပြည်ရွေးကသုံးမှဖြာထွက်သွားတယ်။ဒီလိုနေနဲ့စကိုင်းပြည်ရွေးကအဆုံးသတ်သွားတယ်ပေါ့။အစွန်မှနှစ်မှတ်မှခုနပြောတဲ့မြင်းမီပုံတံဖြာထွက်နေတာရှိတယ်။ တောင်မကကြတော့ပုံမှန်ပြည့်ရွက်ခေါ်တာပေါ့နော်။သူကအက်ဒမန်ပင်လေကဆွဲဆက်နေတဲ့ဟာနဲ့မြေဓူးချက်တွေခွဲခွာနေတဲ့အနားနဲ့သွားဆုံးတတ်တာပေါ့။ဆိုတော့သူကပုံမှန်ပြည့်ရွက်တွေဖြစ်လေဖြစ်တာရှိတယ်။မြောက်ဘက်အစွန်းကကြတော့အဲ့လိုမဟုတ်ဘူး။ သူကအိန္ဒိယနဲ့ယူရေးရှားမြေတုချက်နဲ့တိုက်တဲ့အခါကျတော့သူကကမရှင်နဲ့မျက်နှာချင်းဆိုင်လာပြီးစုဆုံပြီးတော့တွန်းနဲ့ပြည့်ရွေမျိုးတွေဖြစ်တယ်။သူကဗျောင်းမြန်ပြည့်ရွေဆန်းနေဆိုတော့ဒီလိုနီရိနဲ့အဆုံးသတ်တာပေါ့။ဒီတော့ကပ်ပလီပင်လယ်ပြင်ကိုပြန်ကြည့်မယ်ဆိုရင်ပုံမှန်ပြည့်ရွေတွေဖြစ်တာကြောင့်မလို့အင်အားကြီးကြီးမားမားတွေလှုပ်လို့မရှိတတ်ဘူး။ဆူနာမီဖြစ်နိုင်တဲ့ရှစ်လောက်တွေလှုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ပုံမှန်ပြည့်ပြည့်ဖြစ်နေရကြောင်းမလို့တိတ်ပြီးတော့အန္တရာယ်မရှိဘူး။ဒါပေမဲ့မြောက်ဘက်အပြားပိုင်းမှာတော့နည်းနည်းအန္တရာယ်ရှိတယ်။သခိုင်းပြည့်ရွေတွေအိန္ဒိယမြေဒူးချက်နဲ့ယူရေးရှားမြေဒူးချက်နဲ့တိုက်နေတဲ့ Himalayan Trout ခေါ်တာပေါ့နော်။အဲ့ဒါကအရှေ့အနောက်သွဲတန်းနေတယ်။မြန်မာအိန္ဒိယနဲ့တရုတ်တို့စုံတဲ့နေရာကနေပြီးတော့အရှေ့ဘက်စွန်းကနေအနောက်ဘက်ပါကစ္စတန်အထိသူကရောက်သွားတာဆိုတဲ့အခါကျတော့အဲ့ဒီနေရာတွေကအန္တရာယ်များတယ်။ 1950တုန်းကမြန်မာနိုင်ငံရဲ့ထိပ်ဖြောင်းမြောက်ဘက်ထိပ်မှာပြင်းအား8.6လာမသိဘူးလှုပ်ဖူးတယ်။ဆိုတော့ကပလီပင်လယ်ကွေးဘက်မှာတော့အရင်မရှိဘူး။ဒါပေမဲ့မြောက်အစွန်ဖြောင်းကတော့1950လောက်တုန်းကလှုပ်ခဲ့ပူတာရှိတာပေါ့။ဒါဆိုမௌဒမကွေးဘက်မှာဆူနာမီငလျင်ဖြစ်နိုင်ခြင်းမရှိဘူးဆိုတဲ့သဘောပေါ့။ ကမလီပင်လယ်ကွင်းကဆူနာမီဖြစ်နိုင်နေဆိုတဲ့ငလျင်တွေလှုပ်လေးလှုပ်ထားမရှိဘူးသူ့ရဲ့ဘူမိဗေဒဖြစ်စဉ်အရသူ့ရဲ့ဆွဲဆန်အားကစန့်ကျင်ဘက်ကိုခွဲခွာသွားတာဆိုတော့သူသည်ဆူနာမီဖြစ်စရာပတ်ဝန်းကျင်မဟုတ်ဘူးဒါဆိုမြန်မာနိုင်ငံမှာဆူနာမီဖြစ်စေနိုင်တဲ့ငလျင်တွေကလုံနိုင်ခြင်းမရှိတာလားအရင်ကတော့တက်ရောက်မှုတွေရှိခဲ့ဘူးလေဆိုတော့လေ ဆူနာမီဖြစ်စေတဲ့ငလင်တွေကဘယ်ဘက်မှလှုပ်မလဲဆိုတော့ရခိုင်ပေါ့နော်။ကန်ယူရန်ဒေတာကနေပြီးတော့တောင်ဘက်ဆက်သွားလို့ရှိရင်အင်ဒိုနီးရှားရဲ့ဆူမထရာကျွန်းအဲ့ဒီနေရာတွေကဆူနာမီဖြစ်နိုင်တဲ့ငလင်တွေလှုပ်လေးလှုပ်ထားရှိတယ်။ကျွန်တော်တို့အနည်းဆက်ဆုံးက2004ပေါ့နော်ဆူမထရာငလင်လှုပ်တဲ့ဆူနာမီဖြစ်တဲ့မြန်မာနိုင်ငံတနင်္သာရီကန်ယူရန်ဒေတာတွေနောက်တစ်ခါ AR မြဝကျွန်းမော်ကန်လွန်ဒေတာတွေမှာဆူနာမီတွေထိတာပေါ့ နောက်မြန်မာနိုင်ငံမှာကျတော့1962တုန်းကအရကန်ငလျင်ဆိုပြီးလှုပ်တဲ့အခါကျတော့ရခိုင်ကန်ရိုးတန်းဒေသမှာလှုပ်ခဲ့တာပေါ့အိန္ဒိယမြေတုချက်ကဗမာမြေတုချက်ရဲ့အောက်ကိုစိုက်ဝင်နေတာဒါကြောင့်မို့လို့ပင်လယ်ကမ်းဆက်တွေမှာငလျင်လှုပ်ခဲ့မယ်ဆိုလို့ရှိရင်သူကလည်းပဲတွန်းတင်နေပြည့်ပြည့်ဖြစ်တာကြောင့်ပြင်းအားများပြီဆိုလို့ရှိရင်ဆူနာမီဖြစ်တဲ့ငလျင်တွေလှုပ်နိုင်နေပေါ့